နိုဝင်ဘာလ12ရက်နေ့အတွက်ကမ္ဘာရွှေစီအတက်ကျသုံးသက်ချက်တွေကိုပြောပြပေးသွားပါမယ်။ဘယ်ဈေးနဲ့နေမှာရောင်းတင်အဝယ်တင်နေဆိုတာတွေကိုသိနိုင်ဖို့အတွက်ဒီသုံးသက်ချက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါ။နောက်ပြီးတော့ကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်အကောင့်ဖွင့်ပြီးတော့မှရောင်းဝယ်လုပ်ခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်ကျွန်တော်ရဲ့ Viber Telegram ကနေတစ်ဆင့်ဒေးစိတ်လာရောက်ပြီးတော့မှစုံစမ်းနိုင်ပါတယ်။သင်တန်းတက်ပြီးတော့မှလေ့လာခြင်းတဲ့မိတ်ဆွေတွေအတွက် ်သင်တန်းမျိုးစားလေးကိုကျွန်တော် Zoom class နဲ့ video class ဆိုပြီးတော့မှနှစ်မျိုးခွဲထားတယ်ဆိုတော့ကြိုက်တဲ့သင်တန်းကိုတက်ပြီးတော့မှမိတ်ဆွေတို့အနေနဲ့ဒီကမ္ဘာ့ရွှေရောင်းဝယ်လုပ်ငန်းကိုလေ့လာနိုင်ပါတယ်သင်တန်းတက်ပြီးတော့မှလေ့လာခြင်းနဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ Viber Telegram မှာလာရောက်ပြီးတော့မှသင်တန်းအနှံ့နိုင်ပါတယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တုံ့သက်ချက်လေးကိုစလိုက်ရအောင်ပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကမ္ဘာ့ရွှေဈေးက 4126ဈေးတန်းနဲ့ဈေးစာဖွင့်ခဲ့ပြီးတော့မှအမြင့်ဆုံးလက်ရှိမှာအမြင့်ဆုံးအနေနဲ့4145ဈေးတန်းထိအမြင့်ဆုံးတက်ထားတယ်။အနိုင်ဆုံးအနေနဲ့4068ထိအနိုင်ဆုံးဆင်းထားတဲ့အတွက်ကြောင့်မလို့လက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့ကွာရွှေဈေးက49ပြဝန်းကျင်ခန့်ကိုအလောက်ခတ်ဖြစ်ပြီးသွားပါပြီ။လက်ရှိမှာဆိုလို့ရှိရင်လည်းကွာရွှေဈေးက4119ဈေးတန်းကိုရောင်းနေတာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့အတွက်ပဲဈေးတန်းတွေမှာရောင်းတဲ့ဝယ်တဲ့နေဆိုတာလေးကိုဆက်ပြီးတော့မှကြည့်အောင်ပါကျွန်တော်ဒီနေ့အတွက်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ကတော့ 4135ဇီရန်ကို resistance ဇီရန်အနေနဲ့ပဲပြန်ပြီးတော့မှတတ်မှတ်ခြင်းတယ်။ဒါကြောင့်လည်းဆိုတော့ history တွေပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ4135ဇီရန်အပေါ်ကိုဖောက်မတက်နိုင်လို့ရှိရင်ဒါပြန်ကြခဲ့တဲ့ history တွေရှိတဲ့အတွက်ကြောင့်မလို့မနေ့တော့ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ4135အပေါ်ကိုမှကောင်းကောင်းကြီးဖောက်ပြီးတော့မှမတက်နိုင်ခဲ့ဘူး။အဲဒါကြောင့်မလို့ဒီဇီရန်အောက်ကိုပြန်ရောက်ခဲ့တဲ့အနေအထားမှာဒီနေ့မှလည်းကျွန်တော်တို့4135ဇီရန်ကိုပဲ resistance ဇီရန်အနေနဲ့ထပ်ပြီးတော့မှ ်တက်မှတ်မယ်ဆိုတော့ဒီ4135စီတန်းအပေါ်ကိုဖောက်တက်ခဲ့မယ်ဆိုလို့ရှိရင်တော့ကမ္ဘာရွှေစီက4150စီတန်းနေ4200စီတန်းဝန်းကျင်နေအထိကိုအတက်ပြန်အားကောင်းနိုင်ပြီးတော့မှဒီစီတန်းကို4135စီတန်းကိုဖောက်မတက်နိုင်သေးဘူးဆိုရင်တော့ကျွန်တော်တို့အကြပတ်ပြန်ပြီးတော့မှအာသာလာနိုင်တယ်ကျွန်တော်တို့4085ဈေးတန်းနေပြီးတော့4026ဈေးတန်းဝင်ကျင်နေတီကိုအကြပြန်ပြီးတော့မှရောက်လာနိုင်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ရေတို့အယောင်းဝယ်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနေ့မှ4135ဈေးတန်းအပေါ်ကို ဖောက်တက်ပြီးတော့မှမပိတ်နိုင်သေးဘူးဆိုလို့ရှိရင်တော့ဒါမျိုးဆိုလို့အနေနဲ့အကြောင်းအော်ဒါလိုက်နိုင်တယ်။ကျွန်တော်တို့ဘယ်နေရာမှာအမြက်ပိုင်းဖြစ်မလဲဆိုလို့ရှိရင်တော့ဒီတည်ကြတဲ့နေရာ၄100ဇီတန်းနောက်ပြီးတော့၄000 60ဇီတန်းဒီဇီတန်းဝင်ကျင်နေမှာမိတ်ဆွေတို့နဲ့တေးကြတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်တယ်ကျွန်တော်တို့ဒီ resistance ဇီတန်းဖြစ်တဲ့4135ဇီတန်းအပေါ်ကိုဖောက်တက်ပြီးတော့မှပိတ်ခဲ့ပြီဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ ရေတို့အဝဲ order လိုက်နိုင်တယ်။ဘယ်ဈေးတန်းနေမှာအမြတ်ပိုင်းဖြစ်မလဲဆိုလို့ရှိရင်တော့ကျတော့ဒီမှာ4180ဈေးတန်းနေအဲ့ပြီးတော့4180 4190ဒီဈေးတန်းဝင်ချင်နေမှာမိတ်ဆွေတို့အနေနဲ့တည်ကြတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်။ဒါကြောင့်မလို့ဒီနေ့အတွက်မိတ်ဆွေတို့4136ဈေးတန်းကိုစောင့်ကြည့်မယ်။ဒီဈေးတန်းအပေါ်ကိုဖောက်တက်သွားပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဝဲ order လိုက်ပြီးတော့မှဖောက်မတက်နိုင်သေးဘူးဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့အနေနဲ့အကြောင်း order လိုက်နိုင်ပါတယ်။ကျွန်တော်ရဲ့ဒီ30ချက်လေးကမိတ်ဆွေတို့အတွက်အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။နောက်ပြီးတော့ဒီကမ္ဘာရွှေလုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းနဲ့မိတ်ဆွေတွေသင်တန်းတက်ခြင်းနဲ့မိတ်ဆွေတွေရှိကြဆိုရင်လည်းကျွန်တော်ရဲ့ Viber Telegram မှာသင်တန်းစုံစမ်းအနှံ့နိုင်ပါတယ်ခင်ဗျာ။